ဖိလစ်ပိုင်နိုင်ငံကရုပ်သာဖိုင်အဟောင်းတစ်ခုနဲ့ကချင်ပြည်နယ်ဗမော်မြို့ကတိုက်ပွဲဖြစ်စဉ်ဖြစ်ဖြန့်ဝင်နေကြပါတယ်။မြူဆော့ကဆာဆိုတဲ့ Facebook အကောင့်ကနေဧပြီ28ရက်နေ့မှာကချင်ဘာသာနဲ့ KIA ကရဲဘော်တွေကဗမော်မြို့မှာဒီလိုချရနေရလို့ဒိဗေရတဲ့ကချင်စာနဲ့အတူရုပ်သာဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ဒီရုပ်သံကိုကြည့်ရှုသူ9600ကျော်နဲ့ပြန်လည်မျှဝေမှု233ခုရှိနေပါပြီ။ဒီရုပ်သာဖိုင်ကိုပဲ X လူမှုကွန်ရက်မှာကျော်တက်လွင်ဆိုတဲ့အကောင့်ကနေဗမော်မြို့ကတို့ရဲ့တူဝါကြီးပြီ။ဘာလက်နဲ့နဲ့ပြည်လဲတော့မသိဘူး။ KAI တပေါင်းစုတွေအောင်မြင်မှုဆိုပြီးဖြန့်ဝေထားပါတယ်။မြစည်းမကလည်းဒီရုပ်သံဖိုင်မှာပါဝင်တဲ့ရုပ်ပုံတွေနဲ့ပုံတွေရဲ့စနစ်ကိုရှာဖွေတဲ့ Google Image Search မှာရှာဖွေရမှာပြီးခဲ့တဲ့2018ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဖလပန်နိုင်ငံမာရိုဘီမြို့ကလေကြောင်းတိုက်ခိုက်မှုရုပ်သံဖိုင်ဖြစ်ကြောင်းသိရပါတယ်။မာကိုမြင်းနဲ့တော်အကောင့်တစ်ခုကနေ2023ခုနှစ် February 6ရက်နေ့မှာဒီရုပ်သံဖိုင်ကိုဖော်ပြထားပါတယ်။သူ့ဖော်ပြမှုမှာ Battle of Marawi 2019ဆိုပြီးပါဝင်ပါတယ်။အလားတူပဲအခြားတစ်တော်အကောင့်ကနေလည်း2023 February လထဲမှာပဲမာရိုဘီမြို့ကလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ ။မူရင်းရုပ်သံဖိုင်မှာစကားပြောနေတဲ့တန်တွေမပါဝင်ပဲလက်နက်ကြီးပြစ်တံပဲပါဝင်တာပါ။တရင်မဖြန့်ဝေတဲ့ရုပ်သံဖိုင်မှာတော့ကချင်ဘာသာစကားနဲ့ပြောဆိုတာပြီးထည့်သွင်းထားပါလေ။ Islamic စစ်သွေးကြအဖွဲ့တွေနဲ့ဆက်ဆက်တဲ့အဖွဲ့တွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်ပါ။ဒီတိုက်ခိုက်မှုက2019ဘေလကနေအော်တိုဘတ်တိကြာမြင့်ခဲ့ပြီးရဲသားတွေဆုံးမှုများစွာရှိခဲ့တဲ့ဖြစ်စဉ်ပါ။ ဒီအကြောင်းကို BBC ကနေသတင်းဖော်ပြထားတယ်လို့ BBC ဆိုင်ရာလူငယ်ချမ်းသာကွင်အဖွဲ့ရဲ့ website ကနေလည်းသတင်းဖော်ပြထားပါတယ်။လက်ရှိကချင်ပြည်နယ်ဗမော်မြို့မှာဧပြီ25ရက်နေ့ကစလို့ကချင်လူမျိုးရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့ကြားတကြောပြန်တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ဒေတာသွင်းသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။ဒါပေမဲ့လက်ရှိလူမှုကွင်ရမှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်ကတော့ဗမော်မှာဖြစ်တဲ့ရုပ်သံဖိုင်မဟုတ်ပါဘူး။ဖြစ်စဉ်မှာပေါ်အခြေခံပြီးလက်ရှိဖြစ်စဉ်ဖြစ်ဖိလစ်ပိုင်နိုင်ငံကဖြစ်စဉ်ရုပ်တံအဟောင်းကိုအတံပြုပြင်ပြီးပြန်လည်ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ မြေစိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တင်းတွေရှိခဲ့ရင်မြေစိမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်းအကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။